ဆိုရင်တော့အမတို့တွေ income statement ကိုတွက်มาဖြစ်ပါတယ် column နှစ်ခုပဲဆွဲပါတော့မယ် income statement ရဲ့အစက revenue နဲ့စတယ် revenue ကတော့ booking number 5မှာတွက်ထားတယ် total sale တန်ဖိုးကိုလာထည့်ပေးရမှာဖြစ်တယ် booking number 2ဒီမှာထည့်ပြီးတော့ရေးပေးရမှာဖြစ်တယ်เนาะအခုလိုမျိုးပဲရေးမယ်ပြီးရင်သူ့တန်ဖိုးကိုအနောက်ဆုံး column မှာတစ်ခါလေးကူးရေးมาဖြစ်ပါတယ်အပြုအရင်တော့ zero return တွေပါတယ်မရှိတဲ့အတွက်ကြောင့်တခါလေ last thoughts of goods ကိုရေးလိုက်ပါတယ် ရေးပြီးွားရင်တော့ opening inventory ပေါ်ပုံမှန်ဆိုရင်တော့အခုပုံစံကလုပ်ငန်းစားတဲ့စာရင်းဖြစ်လို့ opening နေမရှိဘူးဒါကြောင့် opening inventory လည်းမရှိပါဘူး opening inventory မထဲတော့ဘူးဒါဆိုရင်တော့အခြေစက်ရောက်သွားတယ်ပေါ့နော်အခြေစက်ကလည်း total purchase ကိုထည့်ပေးရမှာဖြစ်တဲ့ working number 6မှာတွက်ထားတဲ့ total purchase တန်ဖိုးကိုရှေ့ကော်လမ်းမှာကိုးရေးမယ် ဒီပုံစံမှာပါသေးစအောင်မှာပေါင်းဖို့ carriage award တွေ return award တွေလည်းမရှိဘူးဒါကြောင့်တစ်ခါလဲ closing inventory ကိုနှုတ်ပြရမယ် closing inventory ကတော့ additional information မှာရှိပါတယ်နံပါတ်၄မှာရှိတဲ့တန်ဖိုးကိုနှုတ်လိုက်မယ်ဒါဆိုရင်တော့ gross profit အဖြစ်တွန်းလို့ရသွားမယ်ပေါ့နော်ဒါဆို income income တွေက discount receipt တို့နော် discount receipt တို့ disposal တို့ profit တို့ allowance တို့ interest တို့ဆို income လေးမျိုးရှိတယ်လို့အရင်ကတည်းကပြောပြထားခဲ့ပူတယ်။ခုပုံစံမှာ income လေးမျိုးလုံးမှာတစ်ခုမှမပါတဲ့အတွက်ကြောင့်နေလို့မှရှိလိုက်ပါတယ်။အဲဆို expand ကိုရောက်ပြီပေါ့နော် expand ရောက်ပြီဆိုရင်တော့ပုံစံမှာအမတော်ကတော့ကြည့်ပေးရမှာဖြစ်တယ်ပုံစံမှာပုံစံရဲ့အစကနေအမတော်ကရှင်းနေပေါ့နော်ပုံစံရဲ့အစမှာကလေးဟိုက တန်ဖိုးက2000ကနေစားတယ်အဲ့2000က expert မဟုတ်ဘူး expert နေရှာတဲ့အခါတန်ဖိုးတွေကိုတစ်ခုချင်းစီမှာတော့အသေးစိတ် expert နေလားတစ်ခုပြီးတစ်ခုလိုက်ရှာတွားရမှာဖြစ်ပါတယ်2000မိ3000ပေါ့နော်3000လည်း expert မဟုတ်ဘူး9000လည်း expert မဟုတ်ဘူး10000လည်း expert မဟုတ်ဘူး600 600ကတော့အတိုးစရင်ဖြစ်တယ်အတိုးက expand ဖြစ်တယ်လို့အောက်မှာမှာရေးခဲ့ပြီးပြီဒါကြောင့်600 low interest 600ကနေ expand ကိုစထည့်ပေးရမယ်ဆိုတဲ့သဘောဖြစ်သွားမယ်။ဒါပြီး now expand ဘာရှိသေးလဲကြည့်လိုက်တော့ payment ရဲ့အောက်မှာလည်း expand ရှိတယ် stand way chart တို့ range တို့ advertising တို့ motor expand တို့ bank charge တို့ဒါတွေကလည်း expand ဖြစ်တယ်။နောက်တစ်ခု expand ကြံသေးလားဆက်ကြည့်ပေးအောင်မှာဖြစ်တယ်။ဒါဆိုရင်တော့ drone ရဲ့ armor sentry expand ကလည်း expand ဖြစ်တယ်เนาะနောက်ထပ် expand နေ additional ထဲမှာရှိသေးလားကြည့်လိုက်တော့ depreciation နှစ်ခုကလည်း expand ပဲဖြစ်တယ် attack ကလည်း expand ပဲဖြစ်တယ်ဒီတော့ output ကကျန်တာကတော့ expand နေမရှိတော့ဘူးဆို expand က budget မှာစုံးမယ်ဆိုတဲ့ဘောဖြစ်တယ်ဆိုတော့အဲ့ဒါတွေကိုမအားလို့ expand ခေါင်းစဉ်အောက်ထဲမှာတော့ပြင်ရေးလိုက်မယ် ဟို division ညာ working တွက်ထားတာဖြစ်တဲ့အတွက်ကြောင့် working number တွေထည့်ရင်းပေးရမှာဖြစ်တယ်ဘယ် number မှာတွက်ခဲ့တယ်လဲဆိုတာပေါ့နော်နောက်ပြီးွားရင်တော့ memory အားလုံးပေါင်းပြီးတော့ profit from the year အဖြစ်ရတဲ့အထိအောင်တွက်လို့ရသွားမယ်ဆိုရင်တော့အခု SOP ကိုတွက်မှာဖြစ်တဲ့ SOP ကြရင်တော့ column ၃ခုနဲ့ amount တွက်မယ်နော် ဆိုရင် SOAB ရဲ့အစက asset non current asset နဲ့စတယ်ပေါ့နော် non current asset ကပုံစံမှာနှစ်ခုရှိတယ်ပေါ့နော်သူ opening capital ထည့်ထားတယ် motor vehicle နဲ့ fixed asset တွေက non current asset ဖြစ်တယ်အဲ့ဒါတွေက cost တန်ဖိုးတွေဖြစ်လို့ cost column မှာရေးပေးရမယ်3500တွေပြီးတော့မှဒီနှစ်အတွင်းမှာတွက်ထားတဲ့ depreciation တန်ဖိုးတွေကိုကြာရင် provision depreciation column မှာရေးပါတယ် ။ဒါအဲ့လိုအမားတို့ကရေးလဲဆိုရင်ပုံမှန်ဆိုရင်ဟောအမားတို့က provision ဆိုရင်နာမည်ပေးမှရေးတယ်เนาะအရင်နှစ်တွေတုန်းကထွက်ထားတဲ့ provision တွေရှိရင်နာမည်ပေးမှရေးတယ်။အခုကကြတော့လုပ်ငန်းစတဲ့ပုံစံပြုလို့အရင်နှစ်ကထွက်ထားတဲ့ provision တွေကမရှိဘူး0ပေါ့เนาะ။ဒါကြောင့်ဒီနှစ်မှာထပ်ထွက်တဲ့ registration စာရင်းတွေကိုထည့်ပါလိုက်တယ်เนาะ။ဒါကြောင့်မလို့ဒါရင်အမားတို့တွေကဒီ 6500တွေကအလဲကွန်လန်လေးကိုရောက်သွားရခြင်းဖြစ်တယ်။အရင်နှစ်ကတွက်ခဲ့တဲ့ promotion တွေမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်နော်။ဒါဆိုရင်တော့အဲ့ဒီမှာနေလန်ကာရက်အဆက်ကိုမအားလို့ပေါင်းခြင်းဖြစ်ကိုရမှာဖြစ်တယ်။ဒါဘူးရရင်တော့ကာရက်အဆက်ကိုမအားလို့ဆက်သွားပါမယ်။ကာရက်အဆက်မှာကြာရင်တော့မအားလို့က closing inventory ကနေစတယ်ပေါ့နော်။ closing inventory ရေးတယ်ပြီးတော့ရင်တော့ trade receivable trade receivable ဆိုရင်လည်း CD တန်ဖိုးကိုထည့်ပေးရမှာဖြစ်တယ်။ ပုံမှန်က currency ပဲမှာ allowance နှုတ်ပေးတယ်ပေါ့နော်အခုပို့ဆောင်မှာကတော့ allowance ကမရှိတဲ့အတွက်ကြောင့်မနှုတ် allowance ပေါ်တော့ button ဆိုတာထည့်ပေးစင်တာမလိုတော့ဘူးနော်ဒါကြောင့်မလို့ bank နဲ့ cash တွေပဲရေးလိုက်တယ် bank နဲ့ cash တွေကလည်း working number 2မှာတွက်လို့ရတာလေ CD တွေဝယ်လက်ထည့်ပေးရမှာဖြစ်တယ်ဒီကတော့မှာမတော်က prepaid ပေါ့နော်ဒီပို့ဆောင်မှာ prepaid နေလည်းမရှိတဲ့အတွက်ကြောင့်ထည့်ပေးစင်ရမလိုဘူးဖြစ်သွားတယ်နော်ဒါဆိုရင်တော့ total asset အထိအမတို့အပြည့်အဒီမှာရမှာပေါ့နော်။ပြီးွားရင် Capital Liability ဆိုတဲ့ခေါင်းစဉ်အောက်မှာ Opening Capital တို့ Profit for the Year တို့အနှုတ်ကြော်မျိုးရေးပါတယ်။ Opening Capital က Working Number 1မှာမှာတို့တွက်ထားတာရှိတယ်။တန်ဖိုးကိုထည့်ပေးရမှာဖြစ်တယ်။ Profit for the Year ကို Income Statement ရဲ့အဖြစ်ကိုရေးတယ်။ Drawing ကပုံစံထဲမှာရှိတယ်။အဲဒီရင်းတဲ့ရိုင်းအောင်မှာ drawing တမိုး2200ရှိရဲအဲ့ဒါကိုထည့်လိုက်မယ်ဒီကနေ closing capital တမိုးထွက်လာမယ်ပေါ့နော်နောက်ပြီးွားရင်တော့ non current liability ကာရလိုက်ဘလတီမှာကလည်းထဲကြရမရှိပါဘူးเนาะဒီပုစာမှာလုံးစင်းရောရှိတယ်အဲ့လုံးစင်းကကြတော့တွဲမန့်ပရီဒီယာကြီးဖြစ်နေတယ်ဆန်လာနဲ့ပဲခြေထားတာဖြစ်လို့เนาะနန်ကာရလိုက်ဘလတီရဲ့မှာတစ်နှစ်ကျော်မှဘင်းဝေစင်းရင်းတွေထဲရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့လုံး from fucking ကြီးဟာကာရလိုက်ဘလတီတဲ့ကိုရောက်သွားတာဖြစ်တယ်เนาะဒါကြောင့်မလို့ trade ပဲပြီးရင်အရလိုက်ဘလတီကောင်းကြအောင်မလုံး from fucking ကိုရေးလိုက်မယ်ဒီပုံစံမှာ bank overdraft တွေပါနေမရှိတော့ထည့်ရအောင်ပေါ့နော်အတွင်း accrue ဥစ္စာမှာတော့ accrue loan interest ဆိုတော့600ဆင်းရင်းရှိတယ်เนาะပုံစံဖက်ကလေးပြောပြခဲ့တယ်အဲ့ဒါလေးထည့်လိုက်မယ်။ဒါကျရင်တော့ total capital and liability ဆိုတဲ့အဖြစ်ရောက်သွားပါလိမ့်မယ်။